င်္ဂလာပါဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်တို့ဆွေတွေခန်းဒီကလေးနော်အဲဒီကြော်လေးဖြတ်ပြမယ်ခန်းဒီကလေးကကျွန်တော်တို့လုံးဝတော့သေးတာပေါ့နော်အဲ့တော့စင်ဆွဲကြောက်ပေါ့အဲ့တော့စင်ဆွဲကြောက်ပေါ့အဲ့တော့ကြောက်ကတော့အရေးကတော့မန်းနေရာတော့တလုံးလုံးရှိတယ်ဗျာဒီမှာနော်မန်းနေရာတော့တလုံးလုံးရှိတယ်အဲဒီမှာအဲ့လေဒီမှာလည်းမန်းနေရှိတယ် အဲ့တော့ဒီမှာကတော့သူကွန်ထားတာပေါ့နော်ကြည့်အောင်နော်ကြောင်လေးကတော့ငါးချက်သားတော့မရှိနော်နှစ်ချက်ခွဲသားလောက်နေပါဘောနော်โอเคကြည့်အောင်ဒီမှာအဲဒီမှာကြောက်ရီကကြောက်ရီကတော့ရှော့မတွေ့နဲ့နော်โอเคဒီမှာကွန်ချက်နဲ့ပါကွန်ချက်နဲ့ရဒီမှာလေးကွန်ချက်နဲ့ပေါ့နော်အဲ့တော့ကွန်ချက်အနေထားနဲ့ဒီမှာလေးကြောက်အရေးရှိပါအဲ့တော့တုံးလုံးကတော့မန်းပုံစံမျိုးပါပဲနော်အဲ့ဒီမှာလေးမန်းပါပဲဒီမှာလေးမန်းပါပဲနော် ဲ့တော့တတုံးလုံးအရေးရှိတာပေါ့ဗျာအဲ့တော့ဒီနားကတော့ပို့ပြီးရှင်းတာပေါ့နော်ရှင်းတဲ့နေရာဖောက်ထားတာပေါ့နော်ဒီနားကတော့ကြောက်အရေးမရှိပါဘူးဒီနားတွေကတော့နော်အဲ့တော့အဲ့တော့ကြည့်အောင်မယ်ကြောက်ကကသူကဘယ်လောက်နဲ့ဝယ်ထားတာလဲဆိုတော့အရင်တော့ကျွန်တော်စီမှာဖြတ်ဖြတ်နေတဲ့ညီလေးထားပါနော်သူကတော့အောင်းအောင်နေရပဲကျွန်တော်စီမှာတော့အဲ့တော့ဒီခါအောင်မလားပေါ့နော်အဲ့တော့ခိုင်းတော့မြန်တဲ့အောင်အောင်နေတဲ့ညီလေးဖြတ်တဲ့ဖြတ်တဲ့ပါပေါ့နော်အဲ့တော့အခုလည်းအောင်မလားကြည့်အောင်နော်အဲ့တော့သူက38သိန်းဝယ်ထားတာနော် အဲ့တော့38သိန်းဝယ်ထားပြီတိုက်တော့50ပေးတယ်ပြောတယ်ဒါပေမဲ့ကွန်လိုက်တော့ကွန်လိုက်တော့အနာပေါ်သွားတာအဲ့အနာကဘယ်မှာပေါ်လဲဆိုတော့ကျွန်တော်ပြမယ်နော်အဲ့ကွန်လိုက်တော့အနာပေါ်သွားတာမကွန်ငင်မှာ38သိန်းပေးတာပါနော်အဲ့မကွန်ငင်မှာ38သိန်းပေးတာကွန်လိုက်တော့ကျောက်ကအဲ့30မကွန်ငင်မှာ38သိန်းနဲ့ဝယ်ထားတာမကွန်ငင်မှာ50ပေးတာပါနော်အဲ့တော့ကွန်လိုက်တော့အနာပေါ်သွားတာအဲ့အနာကျွန်တော်ပြမှာကြည့်ကျွန်တော်မရှိပြန်နော် ဲ့တော့အဲ့ဒီနာပြမယ်ဆိုတော့ကျွန်တော်ကမတွေ့ကျွန်တော်ပြမယ်နော်အဲ့ဒီမှာဒီမှာပြသူကဒီမှာအဲမြင်ကြမလားတော့မသိဘူးနော်အဲ့တော့ဒီမှာအနာလေးဒီမှာပေါ်သွားတာအဲ့အထီးအနာလေးပေါ်သွားတာအဲ့တော့ကွန်ချက်တွေကအဲ့မှာအဲ့မှာပြောင်းလဲရအဲ့ဒါကိုပြောတာနော်အဲ့တော့ဒီမှာကွန်လိုက်တဲ့ခါကျတော့အနာပေါ်သွားတာဒီနာလေးမှာအဲ့တော့အနာပေါ်သွားတဲ့ခါကျတော့ဈေးကျော်တာပေါ့ဗျာအဲ့တော့သိန်း90ပေးထားတဲ့ကြောင်းကအဲ့တော့ကွန်ချက်မှာအနာပေါ်သွားတဲ့ခါကျတော့နော်အဲ့တော့ဈေးကျော်သွားတာပေါ့နော်โอเค ဲ့တော့ဒါမှမဟုတ်ကြောက်ကကျွန်တော်မိတ်ဆွေများကျွန်တော်တို့ကြည့်အောင်ဗျာနော်အဲ့တော့အဇွဲအနေနဲ့ကတကယ်တမ်းရာကြောက်ဖြစ်နိုင်တဲ့အဇွဲရွေးကြောက်ကြောက်ကြောက်ပုံစံอ่ะနော်အဲ့ဒီနေရာပေါ့နော်အဲ့တော့ဒီနေရာပတ်ပတ် level ကဒါမှမဟုတ်အဇွဲရတယ်ဆိုရင်အဲ့တော့ဒီနာလေးကဘယ်လောက်ထိနဲ့မလဲပေါ့ကျွန်တော်အဲ့ဒါကြည့်မှာနော်ညီလေးကြောင်ဝိုင်းမဖွင့်သေးဘူးနော်မကြီးနော်ကြောင်ဝိုင်းတော့မဖွင့်ဘူးအကိုတော့မသွားဘူးနော်အဲ့တော့ အဲ့တော့ဒါမျိုးအနေထားအရွယ်ရရင်တော့ဒီကြောက်လေးကတော့တန်လာပေါ့ဗျာအဲ့တော့ဒီနာမှာပြစ်ချက်ရှိတယ်အဲ့တော့ကျွန်တော်ဖြတ်မှာနော်အဲ့တော့ဖြတ်မှာဆိုတော့ကြောက်ရည်လာတဲ့38သိန်းပြဿနာမရှိဘူးပဲကျွန်တော်ကတော့တွက်ထားတာပေါ့နော်အဲ့တော့ချင်းတယ်လို့ဖြစ်ရင်တော့ညံ့မှာပေါ့ဗျာအဲ့တော့ဒီမှာကျွန်တော်ဒီအောက်ရည်ကတော်တော်လှလာဗျာဒီရည်ကနော်ဒီရည်တော်တော်မိုက်တယ်ဒီမှာကြည့်အောင်ဒီမှာကျွန်တော်ကြည့်မယ်ဒီမှာ နော်ကြောက်ရတော်တော်မိုက်တာနော်အဲ့တော့ခန်းဒီဒီလောက်ဆိုရင်တော့မစိုးပါဘူးနော်ဒါမှတ်လိုက်ရင်ကျွန်းမဲ့အစီတော့မဟုတ်ပါဘူးပြား60နော်ပြား65လောက်ရှိတာဗောနော်65ပြားအရင်လောက်ရှိတာဗောနော်โอเคအဲ့တော့ကျွန်တော်ကတော့ဒီမှာကြောက်ရဲ့အနေထားအကုန်သုံးသပ်ပြီးမြင်မယ်ဆိုတော့ဒါကိုအရင်ပို့မှာပါကျွန်တော်ကနော်အဲ့တော့ပြီးတော့အဲ့ဒီဟာလေးပို့ကြည့်ပြီးမှသူ့ရဲ့အနာသွားလာကြည့်ပြီးမှကျွန်တော်ကဖြတ်မှာနော် အဲ့တော့ကျွန်တော်ဒါလေးအရင်ဖြတ်ကြည့်အောင်နော်โอเคဖြတ်မယ်အဲ့တော့ဖြတ်မယ်ကျွန်တော်တို့ဘွမ်းကလေးနဲ့များကြောက်လိုက်ရင်လဲကျွန်တော်ရက်ထားမှာနော်ဆက်မဖြတ်တော့ဘူးဘောင်းတော့ပတ်ဆက်ရမယ့်နန်းကို ဖြတ်မိသွားပြီဆိုရင်တော့ဆက်ကြောအဲမဖြတ်တော့ဘူးလေနော်အဲ့တော့ဒီနားလေးကိုကျွန်တော်ကပုတ်ဖြတ်ဖြတ်မှာပေါ့ဗျာအဲ့တော့အခွန်လဲပါတော့အောင်ဖြတ်မှာပေါ့နော်အဲ့တော့38သိန်းကညံ့မလားရှုံးမလားပေါ့ကျွန်တော်ကတော့ပြဿနာမရှိဘူးပဲတွေ့ထလာပါနော်အဲ့တော့

โอเค line နည်းနည်းလေးကျသွားသလိုဖြစ်သွားတာเนาะပြန်ချိန်လိုက်တယ်เนาะโอเคကြည့်အောင်မြတ် line ကျသွားသလိုဖြစ်သွားတယ်เนาะအဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ညီလေးမိုးထက်ကမင်္ဂလာပါကြည့်ကြည့်အောင် โอเคအစီအရတော့အစီအရတော့ဒါမျိုးထူးချင်မှတရားပါနော်โอเคကြည့်အောင်အင်းအင်းနားတော့ပါနော်နားတော့ဒီမှာဆော့ဆော့မြင်ရတဲ့အချိန်မှာနားရှိတယ်အဲကျွန်တော်ဒီမှာကြည့်ကြည့်အောင်အဲဒီမှာလည်းမစိုးလှနေပြီနော်လှနေပြီဆိုတော့အင်းတော့လှနေနော်အဲ့တော့မှတ်လေးနဲ့ချောကြည့်နေရနော် ဲ့တော့အမှတ်လေးနည်းနည်းချောကြည့်မယ်နော်အာဒူကလိုင်းလာတင်နေတာဟုတ်လားโอเคဒူကလိုင်းလာတင်နေတဲ့အချိန်ကိုကိုစီစဉ်ထားတယ်နော်အဲ့တော့အမှတ်လေးနည်းနည်းချောကြည့်အောင်နော်အဲ့တော့အစင်ချင်းတစင်ချင်းသွားတာကောင်းပါတယ်နော်အဲ့ခုနလိုင်းနည်းနည်းလေးကျသွားလို့နော်လိုင်းကြီးကတည့်တဲ့အတိုင်းပဲလိုင်းကဘလူးဖြစ်နေလည်းမသိဘူးနော်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်တဲ့ ဲ့တော့စိတ်တိုင်းမကြရင်တော့အပွင့်ထုတ်တာပါเนาะအဲ့တော့ဒီတိုင်းလေးကျွန်တော်တို့ချစ်ကြည့်အောင်ဒီတိုင်းလေးရမယ်စေကြီးရတန်သွားရင်တော့ရက်ထားမယ်လေနော်โอเคအဲ့တော့ကြည့်အောင်ကျွန်တော်တို့ဩဒီမှာနက်ပေါက်လာတယ်เนาะအဲ့တော့ကျွန်တော်မှန်ဘလူးနဲ့တခြားလေးချောင်းလိုက်ပါအောင်မယ်ဩကျောင်းကတော်တော်လာနေဗျအဲ့တော်တော်လာနေပြီဗျအဲ့ဒါဆိုရင်တော့ကျွန်တော် ရမ်းမှဖြစ်တော့မှာဗျဆက်ဖြတ်ခြင်းရှင်ရလာတော့မသိကျွန်တော်ပြမယ်နော်ကြောက်တော်တော်လာသွားတယ်ကျွန်တော်ပြမယ်နော်ဒီမှာဒီမှာကျွန်တော်ပြစီမှာဒီမှာသူ့ရဲ့ net ပေါ့နော်ကျွန်တော်ကြည့်မယ်ဒီမှာ net ကြောနဲ့ရွေရည်ကြီးရတော့မှာရွေကြီးရမှာဗျနော်အောက်ကပေးလေးပေးလို့ရတာဟုတ်လားအောက်ကပေးလေးပေးလို့မရဘူးသူရှုံးတာတော့38သိန်းနဲ့ဒီကြောက်မဟုတ်ပါဘူးအဲဒီကြောက်ကချင်းနေကောင်းသွားပြီကျွန်တော်မိတ်ဆွေများအဲ့တော့ဒီမှာ ကျွန်တော်ဆက်မဖြတ်ချင်တော့ဘူးမဖြတ်ချင်တော့ဆိုတာအဲကျွန်တော်တို့အချိန်နေရာလဲညနေ6နာရီကျော်ရင်တိတ်မရဘူးကျွန်တော်တဖက်ကလည်းပြန်ရမှာပြန်ရမှာဆိုတော့သူ့ကိုပြန်ဖို့ရဒီကြောက်လေးကအောင်ပေးလိုက်တဲ့သဘောဖြစ်မှာပေါ့နော်အဲ့တော့ဒီမှာတော်တော်လှနေပြီအဲ့တော့ကြောက်ရည်လည်းလှတယ်အဲ့တော့ကြောက်သားလည်းအဆင်ရှိတယ်ဒီမှာလေးကျွန်တော်မျိုးစင်မှာနော်အဲ့တော့ဖြတ်လိုက်တဲ့အနေထားမှာလည်းကြောက်ကအောင်သွားတာပါနော်အဲ့တော့သူကျွန်တော်ပြောတဲ့ အဲသူစောစော50ပြေးတာအစ်စစ်ဖြစ်သွားပြီเนาะเนาะဒီဝင်မှာတော်တန်သွားမှာเนาะအဲ့တော့ကြော်လေးလှသွားတာဗျเนาะဒီမှာเนาะတော်တော်လေးလှသွားတော့ကျွန်တော်မှတ်လေးတိချာပြန်ချောပြလိုက်တော့မယ်เนาะအဲ့တော့တကယ်လို့ဖြည့်ဖြည့်ရေเนาะကျွန်တော်နောက်ရက်ပြန်ဖြတ်ပြပြအောင်မယ်เนาะအခုကတည့်ရတိုင်းမေးတာကျွန်တော်တို့ကဟိုအပြင်းကိုမထွက်ရဲအောင်ဖြစ်နေเนาะအဲ့တော့3နိုင်ခွဲနဲ့6နိုင်ဆိုတော့ဘာမှမကြဘူးလीเนาะအဲ့တော့ကျွန်တော်အဲတပည့်ကျော်ကပြန်အောင်မှာဆိုတော့လမ်းမှာနည်းနည်းလေး မဖြစ်မှာဆိုတော့เนาะအဲ့တော့ကြောက်တကယ်ဦးဒီမှာเนาะဒီသူရဲ့ net ပေါက်တော်တော်လှသွားတာပါเนาะအဲ့တော့ကြောက်လေးကတော်တော်လေးလှသွားတဲ့အနေအထားဖြစ်သွားပါပြီเนาะအဲ့တော့ဒီတိုင်းလေးလှတဲ့အခါမှာကျတော့ကျွန်တော်ပန်ရှင်ရဲ့စန္ဒာလေးတဲ့ချက်မေးပြီးတော့ तू ကဖြတ်ဆိုတော့လေကျွန်တော်ဖြတ်တာပေါ့ဗျာအခုတိုင်းလေးကတော့အဲ့တော့အချိန်အနေအထားကြောင့်မို့လို့ကျွန်တော်ဆက်မဖြတ်တော့ပဲねကျွန်တော်မျိုးစီများဒါဖြတ်နှမ်းအနေအထားလေးကိုပြပေးတာပါเนาะโอเคအားလုံးဘိုင်ဘိုင်ပါเนาะโอเคပါအားလုံးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ